ုင်ငံတော်တိုင်းပြည်ငံပုတ်ကိုဒေါအောင်ဆန်းစုကြည်ရေးဆွဲထားတဲ့ပကြီးကားကိုလေလံတင်ရောင်းချခြင်းမပြုလုပ်တော့ဘဲဒေါခင်ကြီးဖောင်ဒေးရှင်းမှာရာသက်ပံသိမ်းဆည်းသွားမယ်လို့ဒေါခင်ကြီးဖောင်ဒေးရှင်းအလုံအမှုဆောင်အဖွဲ့ဝင်ဒေါက်တာအုံမာကပြောပါတယ်။လုံမှုဆောင်အဖွဲ့ကအဲဆွေးနွေးကြပြီးတော့မရောတော့ဘူးတကယ်လည်းတန်ဖိုးရှိရပေါ့။ဒီကားရဲ့ဈေးနှုန်းတန်ဖိုးကိုပြောတာမဟုတ်ဘူးเนาะအန်တရယ်နိုင်ငံကောင်းဆောင်ဖောင်ဒေးရှင်းဥက္ကဋ္ဌကိုယ်တိုင်လက်နဲ့ရေးဆွဲထားတဲ့ပကြီးကားအဲ့ဒါ foundation ကိုပေးလိုက်တယ်ဆိုတာတန်ဖိုး foundation အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတခုလို့တိုင်ပင်ချပြီးတော့မှသူတို့ foundation မှာပဲတင်ထားတော့မယ်ပေါ့ foundation တင်မြဲနေတဲ့ UG ကားလေးတင်ထားမယ်လို့ရွေးထားပါတယ်။ Talking G Foundation အနေနဲ့ရန်ပုံငွေလိုအပ်ချက်အတွက်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကြားခံနေရစဉ်2009ခုနှစ်ကရေးဆွဲထားတဲ့ပကြီကားကို လေလံတင်ရောင်းချဖို့အစီအစဉ်ခဲ့တာဖြစ်ပြီးအမေရိကန်ဒေါ်လာတသိန်းခွဲအထိအမြင့်ဆုံးဈေးရရှိခဲ့ပါတယ်ရှင်။